အလုံးမမင်္ဂလာပါ Insight မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ကျွန်တော်တို့ဒီပိုင်းမျိုးနေရာအိုထေရင်ကျွာစာတင်ကြောင်းစစ်ကောင်စီက cluster ဘုံနဲ့ဘုံကျဲလိုက်တဲ့ဖြစ်စဉ်ကို analysis လုပ်ကြည့်လိုက်အောင်2025 March 28ရက်နေ့တော့သခိုင်းမှာ7.7 magnitude အဆင့်ရှိတဲ့ငလင်ကြီးဖြစ်သွားခဲ့တယ်ငလင်ဖြစ်ကစားမှာစစ်ကောင်စီကအပြည့်ရဖို့ငင်းဆူနေခဲ့တယ်နောက်ပိုင်းနိုင်ငံတကာအတိုင်းဝိုင်းတွေကိုဝန်ဆနိုင်ဖို့ငလင်အပြည့်ရကာလကို April 2ရက်နေ့ကနေ May 31ရက်နေ့ထိတတ်မှတ်ကြောင်းဆိုပြီးကြေညာခဲ့တယ် တကယ့်မြေပြင်အခြေအနေမှာတော့တော်လိုင်းတပ်ဖွဲ့တွေထင်းကျုံသိမ်းပိုက်ထားတဲ့မြို့နယ်တွေကြေးရွာတွေပြီးတော့ပြည်သူလူထုတွေနေထိုင်တဲ့နေရာတွေကိုအဆက်မပြတ်ပုံကျဲတိုက်ခိုက်မှုတွေရှိနေသေးပဲဒါကလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်က2024စက်တင်ဘာလ3ရက်နေ့တည်းကနေစတင်ပြီးတော့ရန်တိုင်းမင်းစစ်စင်ရေးကိုစတင်ခဲ့တယ်။ရန်တိုင်းမင်းစစ်စင်ရေးအဓိကရည်ရွယ်ချက်အနေနဲ့ကစုံရှုံနယ်မြေတွေကိုအဓိကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးနဲ့စစ်ကောင်စီကအကြမ်းဖက်အဖွဲ့ဆိုပြီးတော့တင်ညာထားတယ်။တော်လိုင်းတပ်ဖွဲ့တွေကိုမြေပြင်ပေါ်ကနေပျောက်ကွယ်တဲ့အထိချင်းမိုးနေနေရည်ရွယ်ချက်တွေနဲ့လှုပ်ဆောင်နေတာပါ။ 2025မတ်လ12ရက်နေ့မှာတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒီပင်းမျိုးနယ်ဦးထင်းချင်းကျွော်ရာစတင်ကြောင်းစစ်ကောင်စီရဲ့မိသီလာရှမ်းသဲလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးရဲ့ရွေချက်ရှိရှိနဲ့ပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာကြောင့်22ရက်တေဆုံးခဲ့ပြီးတော့အယောက်40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တပ်ဖွဲ့အနေနဲ့ဗီဒီယိုမှတ်တမ်းတွေအရဆိုရင်တေဆုံးသူအလုံးဒီပါ volunteer ဆရာမနဲ့ကျောင်းသူကျောင်းသားကလေးတွေပါ။ဒီလိုစာတင်ကြောင်းကိုလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရမှာဒီစာတင်ကြောင်းကစေရေးပြစ်မှတ်တစ်ခု legitimate military တာဂတ်တစ်ခုဖြစ်ကြောင်းပြသဖို့ထောက်ထားမြူမုံလောက်အောင်မတွေ့ရပါဘူး။လေကြောင်းတိုက်ခိုက်မှုအပြီးမှာတော့သွေးစွန်းနေတဲ့အဖြူစိမ်၊ကြောင်စိမ်ဝှစ်ဆောင်လေးတွေ၊မီးလုံသွားတဲ့တင်ရိုးဆောက်တွေ၊ကြောင်လွယ်ကြီးတွေပဲတွေ့ရမှာပါ။မြေပြင်တည်င်းနေရဆိုရင်တော့ဒီလေကြောင်းတိုက်ခိုက်မှုမှာ jet fighter အနည်းပြန်တန်းလာလို့ကျော်တဲ့လူကြီးချို့ဆိုရင်ဟတ်အတက်တွေလည်းဖြစ်ခဲ့ကြပါတယ်။ jet fighter တုံးရတဲ့ဘုံကတော့စစ်ကောင်စီအမြဲတုံးနေကြပေါင်150ပေါင်900အန်ဂိုက်တဲ့ဘုံမျိုးမဟုတ်ဘဲနဲ့ cluster ဘုံမျိုးစားပါ ကလစားဘုံမျိုးစားနဲ့ဒီပေါင်150ပေါင်900ဘုံတွေကိုကျွန်တော်တို့ခွဲခြားကြည့်မယ်ဆိုရင်ဒီပေါင်150ပေါင်900ဘုံတွေဒါရဟိတ်ဖြစ်တဲ့နေရာတွေကမြေကြီးပေါ်ဒါရဟိတ်ဖြစ်တယ်ဆိုရင်တူးရင်းဖြစ်သွားပြီးတော့အဆောက်အုံဒါရဟိတ်ဖြစ်တယ်ဆိုရင်တော့အဲ့အဆောက်အုံတစ်ခုလုံးလုံးဝပျက်စီးသွားပါတယ်2023ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဗစီးကျွေးရလေရောင်တိုက်ခိုက်မှုဖြစ်စဉ်မှာဆိုရင်စစ်ကောင်စီဘက်ကပေါင်900ဘုံတွေတုံးသေးတော့ဒါရဟိတ်ဖြစ်တဲ့နေရာတွေအပျက်စီးများခဲ့ပါတယ်ကလစတာဘုံတွေကဒီပေါင်150ပေါင်900ဘုံတွေလို့ဒါရဟိတ်ဖြစ်တဲ့နေရာမှာ ကြီးမားတဲ့ပေါက်ကွဲမှုတွေတခုတည်းဖြစ်သွားတာမဟုတ်ပါဘူးကရဆာဘုံကသူ့ရဲ့ main body ထဲမှာလက်ပစ်ဘုံလိုဘုံအသေးလေးတွေကိုအများပြထည့်ထားပြီးတော့မြေပြင်ပေါ်ကိုရောက်ကန်နေကြမှာပဲဒီ main body ထဲကနေတုံးငှက်အားနဲ့ဘုံအသေးလေးတွေထွက်လာပြီးတော့မြေပြင်ပေါ်ကိုဖြန့်ကျဲပြီးတော့နေရာအနှံ့မှာပေါက်ကွဲစေတာပါ ဓာတ်ပုံဗီဒီယိုမှတ်တမ်းကိုကျွန်တော်တို့အသေးစားကြည့်မယ်ဆိုရင် creator လို့ခေါ်တဲ့ကြီးမားတဲ့ခြိုင်ဖြစ်သွားမှာမရှိပါဘူးဗီဒီယိုထဲကဆံမာကြီးပြတဲ့အခြိုင်ကြီးကဒီ cluster ဘုံရဲ့ပင်မဘုံခွန်ဒါရဟိတ်ဖြစ်သွားလို့ကြံခဲ့တဲ့ခြိုင်ဖြစ်နိုင်ပါတယ်စာတင်ကြောင်းရဲ့အဆောက်အုံအုတ်ဉာဏ်ပိုင်းကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်သူ့ရဲ့အုတ်ဉာဏ်လေးတွေပပလေးတွေပါဒါလိုပေါင်250ပေါင်900ဘုံနေတာဒါရဟိတ်ဖြစ်မယ်ဆိုရင်ဒီလောက်ကြီးဒီစာတင်ကြောင်းအကောင့်တိုင်းမကြံခဲ့နိုင်ပါဘူးဒီနေရာမှာကျွန်တော်တို့ခုတတိထားမိတာ လင်းရဝေဟင်ရနေဒီမြေပြင်ရစာတင်ကြောင်းဘုံကျဲတဲ့အပိုင်းမှာဆိုရင်ဝေဟင်ရကြည့်မယ်ဆိုရင်စာတင်ကြောင်းတည်တည်လေးပဲဖြစ်နေမှာပါဒါပေမဲ့လုံးဝကြီးကိုစာတင်ကြောင်းဒါရက်ဟစ်ဖြစ်သွားနိုင်အောင်ကျင်းနိုင်ခဲ့ပါဒါကိုကြည့်ချင်းအဖြစ်စစ်ကောင်စီရဲ့မြေပြင်ရတရှူကတည်င်းပြီးတော့အရန်ယူတီးကြခဲ့တယ်စစ်ကောင်စီရဲ့ထောက်လိုင်းတည်င်းအရန်ယူခိုင်မာခဲ့တယ်တခြားတစ်ဖက်မှာဆိုရင်လည်းဒီဘုံကျဲတဲ့လင်းရတာကတ်ကို precise တိတိကျကျကြီးကိုပြတ်ခတ်နိုင်ခဲ့တယ်စစ်ကောင်စီရဲ့ဘုံတွေအကြောင်းလေးလာဖို့ခက်ခဲတယ်ဆိုပေမဲ့အခုပြစ်ချသွားတဲ့ cluster ဘုံက အန်ဂိုက်တက်ကလစတာဘုံမဟုတ်ဘဲနဲ့လေဇာဂိုက်တက်ကလစတာဘုံတော့ဖြစ်နိုင်ပါတယ်။ထိခိုက်မှုအပြင်းထန်ဆုံးဖြစ်သွားတာတော့စာသင်ခန်းမှာစာသင်ခန်းရဲ့နေရာမှာလဲရှပ်နယ်လို့ခေါ်တဲ့အပေါက်ရာလေးအများကြီးတွေ့နိုင်ပါတယ်။စာသင်ခန်းရဲ့အဆောက်အုံကိုထိခိုက်မှုပိုင်းအောင်တိတ်ပြီးတော့မမြင်တာပေါ့။ဒါကိုကြည့်ချင်းအဖြစ်ကလစတာဘုံဆိုတာဒီစာသင်ခန်းတွေကိုလက်ပစ်ဘုံတွေအများကြီးအပြစ်ထက်ခံနိုင်ရတဲ့ပုံစံမျိုးပါ။ပုံ250ပုံ900ဘုံတွေဒါရိုက်ဟိနဲ့ထိခိုက်တယ်လို့မျိုးတနေရာထဲမှာကြီးမားတဲ့ပောက်ကွဲမှုကြီးလိုချင်တာမျိုးမဟုတ်ဘဲနဲ့ ထိခိုက်တည်ဆုံးတော့များစေခြင်းတဲ့တဘောမျိုးပါစာတင်ကြောင်းတွေကဆရာဆရာမနဲ့ကျောင်းသားကျောင်းသူတွေပုံတော်တော်လူမဆန်တဲ့ရက်စက်မှုမျိုးလောက်ဆောင်ခဲ့ကြတာပါဒီ cluster ဘုံတွေကအလေးချိန်ပိုင်းမှာဆိုရင်လည်းတစ်ခုနဲ့တစ်ခုမတူညီပါဘူး M29 cluster ဘုံဆိုရင်ပေါင်900 CPU 97 cluster ဘုံဆိုရင်ပေါင်1000ဒီလိုအလေးချိန်ကြီးလည်းကွာခြားပါသေးတယ် ကျွန်တော်ပြထားတာတော့2023ဒီဇင်ဘာလ3ရက်နေ့ည9:00နာရီခွဲမှာနတ်ခံမြို့အတွင်းစိတ်ကောင်စီကကလစတာဘုံနဲ့ကျဲခဲ့တဲ့ပုံတွေပါကလစတာဘုံကြောင့်ထိခိုက်ပျက်စီးမှုအပိုင်းကိုကျွန်တော်တေချာကြည့်မယ်ဆိုရင်အိုထင်းတင်းကျွရမှာဖြစ်ခဲ့တဲ့ထိခိုက်ပျက်စီးမှုပုံတွေနဲ့တူပါတယ်ဒီလေကြောင်းတိုက်ခတ်မှုဖြစ်စဉ်ကိုတုံးသက်ကြတဲ့အပိုင်းမှာဆိုရင်စိတ်ကောင်စီရဲ့ဝါဒဖြန့်လော်ဘီအကောင့်တူတွေကဒါចောင်းပိတ်ချိန်မို့လို့စစ်တပ်ကចောင်းသားမရှိဘူးယူဆပြီးဘုံကျဲတယ်ဆိုပြီးတော့ကာဝယ်ပြောဆိုခဲ့ကြတယ်တကယ်တော့စာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်တယ်ဆိုတာ အရက်သားတွေရှိတာမရှိတာចောင်းသားတွေရှိတာမရှိတာလည်းမဆိုင်ပါဘူးစည်ရေးပြိမဲ့ဟုတ်မဟုတ်နဲ့ပဲဆိုင်တာပါဒီအဆောက်အုံထဲမှာတော်လိုင်းတပ်ဖွဲ့ဝင်တွေရှိလားဒါမှမဟုတ်ရင်ဒါចောင်းအဆောက်အုံចောင်းသားចောင်းလူတွေပဲရှိတာလားဆိုတော့တည်င်းထောက်လန်းအမလေရင်ဘုံကျဲတဲ့စိတ်ကောင်စီရဲ့တာဝန်ပါလုံလောက်တဲ့ထောက်လန်းရင်တည်င်းအချက်လက်မရှိဘဲနဲ့အကြမ်းဖက်မှုတသက်ရွေချက်တသက်နဲ့လေရင်ဘုံကျဲပြီးမှចောင်းသားမရှိဘူးယူဆလို့ပါကာကွယ်ပြောဆိုတာဒီစစ်တပ်ရုံမှမို့ပို့ပြီးတော့တိတာပေါ်လွင်စေခဲ့ပါတယ်တည်ဆုံးရတဲ့ကလေးတွေမှာပြမထိုင်ရမရှိဘူး လေကြောင်းတိုက်ခိုက်ခံရရင်ဒီလိုအကောင်းတန်းရှိပါမလားအနုကြည်ကဇက်တိုက်ထားရဲလို့ရပါဆိုပြီးပြောဆိုနေတဲ့စစ်ကောင်စီရဲ့ဝါဒဖြန့်အကောင့်တွေလည်းရှိပါတယ်။ဓာတ်ပုံတွေပြီးတော့ဗီဒီယိုကျွန်တော်အသေးစားကြည့်မယ်ဆိုရင်ဘယ်သူမှမသိနိုင်လောက်တဲ့အထီးကိုခနာကူအပန်းပိုင်းဖြစ်နေတဲ့ကလေးပုံတွေကိုမသိချင်အောင်ဆောင်နေကြတာပါ။ဒါအပြင်ကလေးတွေကအပြင်ပန်းကြည့်မယ်ဆိုရင်ဒိုင်ယာမတွေ့ရဘူးဆိုပေမဲ့ကလေးတွေရဲ့ဓာတ်ပုံတွေကိုပြန်ပြီးစီထားပြီးတဲ့အချိန်မှာသူတို့ရဲ့အဝတ်အစားအောက်မှာဘလို့အစားနာတွေထိမှန်ထားတယ်ဘလို့တွေဒဏ်ရာရထားလဲဆိုတာမသိနိုင်ပါဘူး။တခြားဝါဒဖြန့်တဲ့အပိုင်းမှာဆိုရင် စကားဆားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မဟုတ်ဘဲနဲ့အဆောက်အုံအတွင်းမှာဘုံထုတ်လို့တာကြောင့်ပေါက်ကွဲရတယ်ဆိုပြီးတော့လေဝါရဖြန့်ထားပါသေးတယ်။ဒီဝါရဖြန့်မှုကတော့စာတင်ကဲအမိုးပေါ်ကနေဖောက်ဝင်လာပြီးတော့ကျမ်းမြင့်ပေါ်ကိုဒါရဟိတ်ဖြစ်လာတဲ့ကလစတာဘုံကြောင့်ဖြစ်လာတဲ့ကြိုင်းကဒါကလေကြောင်းတိုက်ခိုက်မှုဆိုတာကိုသိသာစေပါတယ်။စစ်ကောင်စီလေတပ်နိုင်ငံတကာမှာပြစ်ပင်ထားတဲ့ဒီကလစတာဘုံမျိုးစားတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရမှာပို့ပြီးအုံပြူလာတယ်ဆိုပြီးတော့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့က2025မေလ3ရက်နေ့မှာထုတ်ပေါ်ပြောဆိုထားတာရှိပါတယ်။ ဒီကာလာတွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းနေမှာဆိုရင်ကင်ပီနီယာကော့ဂရိတ်ကြုံတို့မျိုးတွေမှာလေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီးတော့အတိလေကြောင်းတိုက်ခိုက်မှုတွေကကြံခဲ့တဲ့ဘုံဘုံအစိပ်ပိုင်းတွေကိုကျွန်တော်ကြည့်ချင်းအဖြစ် စစ်ကောင်စီကာပါစာထုတ် MAB 26 C6 cluster ဘုံအမျိုးအစားကိုတုံးထားတာကိုသိနိုင်ပါတယ်။ဒီ MAB 26 C6 cluster ဘုံဟာဆိုရင်26ပေါင်၄ချင်ရှိပြီးတော့သူ့ထဲမှာဆိုရင်တရား20မမဘုံ10လုံးပါဝင်ပါတယ်။ဒီ cluster ဘုံတွေကိုမကွေးတိုင်းစိတ်ဖြူအခြေဆိုင်ကာပါစာ27မှာ တရုတ်နည်းပညာအကူအညီနဲ့တက်ဆင်ထုတ်လုပ်နေတာပါဒီလိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးလေရင်တွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားရတဲ့ဆိုရင်ကျွန်တော်အရှိမရဝမ်းသာတီတမ်းမြင့်လေးကျင်းရင်နဲ့တက်ခိုက်ရေးလေရင်အတွက်ဗီဒီယို MI something နဲ့ MI 35တက်ခိုက်ရေးရဟတ်ကြီးများဆိုပြီးတော့ဗီဒီယိုပြီးတော့မန်ပတ်ပခုံးတဲ့လေရင်ပြည့်လောင်ချာများဆိုပြီးတော့ကျွန်တော်ဗီဒီယိုတက်တက်လုပ်ထားတာရှိပါတယ်စစ်ကောင်စီရဲ့ jet fighter တွေ helicopter တွေပြီးတော့သူတို့ကောင်တာမရှားပြန်လုံးမဲ့ပခုံးတဲ့လောင်ချာတွေအကြောင်းစိတ်ဝင်စားရတဲ့ဆိုရင်ကြီးရှုနိုင်တယ်လို့ maybe ground force တွေလည်းတည်နိုင်အောင် ပြန်လည်ရှမ်းလိုပေးခြင်းအပြင်လည်းကူညီပေးပါဦးဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီလေကြောင်းတိုက်ခိုက်မှုမှာဘလို့ဘုံအမျိုးအစားကိုတုံးသွားလဲပြီးတော့ဒီ jet fighter တွေ helicopter တွေလင်းပြစ်ပခုံးတန်းလောင်ချာတွေကိုလေ့လာနိုင်မဲ့နည်းလမ်းကိုလည်းကျွန်တော်သိပြီဒါဆိုရင်ကျွန်တော်တို့ဒီ jet fighter တွေရဲ့ပိုင်းလော်ပိုင်းကိုတွားလိုက်အောင်သိကျင်တာတစ်ခုကဒီလင်းကိုမောင်းခဲ့တဲ့ဘုံကျဲခဲ့တဲ့ကောင်ကနေပြင်းရောက်လို့သူ့မိသားစုကအလို့အဆင်ပြေလာလို့ဆိုပြီးတော့မေးတဲ့အခါကျရင်သူဘလို့ပြန်ဖြေမလဲညဘက်အိမ်မှာအနားယူပြီးတော့သူ online သုံးတဲ့အခါမှာ အပြစ်မဲ့တဲ့သူ့သားသမီးအရွယ်လောက်ရှိတဲ့ကလေးငယ်လေးကဘာမှမသိလိုက်ရပဲသူ့ကြောင့်ကျွေးလွန်းသွားတယ်ဆိုတော့ तू သိတဲ့အခါမှာသူ့စိတ်ထဲမှာဘလို့တွေးနေမလဲဒီလိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကိုကျွန်တော်ပြန်ပြီးတော့ကောင်တာမရှာလုံးမယ်ဆိုရင်အကောင်းဆုံးကောင်တာမရှာလုံးနိုင်တာလင်းရင်နေတဲ့လင်းရင်မှုတွေပါလင်းရင်ပြန်တန်းနေတဲ့အချိန်မှာသူတို့ပစ်ချဖို့မန်ပတ်တွေဝယ်ယူတာပြီးတော့လေကြောင်းရံကာကွယ်စနစ်တွေဝယ်ယူတယ်ဆိုတာမလွယ်ကူပါဘူးဒီ Jet Fighter လင်းရင်နေအားအနည်းဆုံးအချိန်ကသူတို့ base မှာရပ်ထားတဲ့အချိန်ပါနောက်ထပ်ကောင်တာမရှာလုံးနိုင်တာကတော့ လင်းမှုပိုင်းလော့တွေပါအမေပေးခိုင်းစီရလို့ရှိပေမဲ့လေဒီ jet fighter တွေကိုမောင်းမဲ့ပိုင်းလော့တွေမရှိဘူးဆိုရင်ဒီ jet fighter တွေအလကားပါပဲဒါကိုကျွန်တော်ဖြစ်စဉ်တစ်ခုနဲ့ကျွန်တော်ကိုးကားပြပါမယ်အမေရိကန်တွေထွက်သွားတဲ့အချိန်မှာအာဖဂန်နစ္စတန်စစ်တပ်မှာလုံခြုံရေးအင်အား3သိန်းကျော်ရှိရဆိုပြီးတော့စင်ရင်းတွေမှာဖော်ပြထားတယ်လက်ရှိအာဖဂန်နစ္စတန်မှာအနိုင်ရသွားတဲ့တာလီဘန်တပ်ဖွဲ့ကအဲ့ဒီအခြေအနေတုန်းကဆိုရင်သူတို့မှာအင်အား6တောင်းလောက်ပဲရှိပြီးတော့အဲ့ဒီအင်အားနဲ့ပဲတိုက်လေ132သင်းရှိတဲ့အာဖဂန်အစိုးရကိုနိုင်အောင်တိုက်ခဲ့တာ ျွန်တော်ຫນွေဥတော်လိုင်းရေးသူ့ယူစရာကောင်းတဲ့တင်ကန်းစာတစ်ခုပါမင်းအောင်လိုင်းစစ်ကောင်စီကလည်းမင်းပြမမနိုင်တဲ့အတွက်တိုက်ပွဲတိုင်းကိုလေကြောင်းဖြစ်ကိုတွေနဲ့အနိုင်ပိုင်းလေးရှိတယ်အာဖဂန်နစ္စတန်မှာတာလီဘန်တွေရဲ့ထိုးစစ်မှာဆိုရင်လည်းဝဟင်ယံကိုကာကွယ်ဖို့လင်းမှုတွေကိုအဓိကအနေနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်အာဖဂန်လင်းမှုတွေပိုင်းလို့တွေအနေနဲ့သူတို့တွေဒီလိုလိုက်ပြီးအတုံးတင်ခံရတာသူတို့ဝိုင်းကော့လုထားတဲ့ပို့ပြီးတော့ထိရောက်ခဲ့ပြီးနောက်ဆုံးမှာဆိုရင်ဒီလင်းမှုတွေကအာဖဂန်နစ္စတန်နိုင်ငံတွေကနေတခြားနိုင်ငံတွေအထိပါထွက်ပြေးတိမ်းရှောင်သွားပါတယ် နောက်တော့လေမောင်းမဲ့လေမှုတော်မရှိတော့လောက်ဖြစ်ပြီးတော့စီးရဲတာစီးနဲ့တာလီဘန်တွေအောင်ပွဲခံခဲ့တာပါပိုင်းလို့တွေပြီးတော့ကျွန်တော်ဆိုရှယ်ပနိရှမန့်အပိုင်းတော်သွားလိုက်အောင်ဒါဆိုရင်ဒီပိုင်းလို့တွေရဲ့မိသားစုဝင်တွေကလည်းတာဝန်မရှိဘူးလားလို့မင်းကျွန်တော်မြင်မှာတော့တာဝန်ရှိပါတယ်ဒီပိုင်းလို့တွေရဲ့လာစာပြီးတော့သူတို့တွေအခောက်တိုင်းဘုံကျဲတိုင်းရလာတဲ့အခောက်ကြီးဒါတွေနဲ့ပဲသူတို့တွေရဲ့မိသားစုတွေကတောက်တောက်ပြောင်ပြောင်နေကြတာဖြစ်ပြီးတော့သူတို့ရဲ့ယောက်ျားသူတို့ရဲ့သားပြည်သူတွေကိုဘုံကျဲနေတာကိုတားဆီးတင်တယ်လို့စီဒီအန်ဝင်ဖို့လည်းစီယုံတင်ပါတယ် ီလိုမိသားစုဟာစီယုံလို့စီဒီယံဝင်လာတဲ့အရာရှိပြီးတော့တခြားအဆင့်စစ်တီတွေအများကြီးပါဒီလေကြောင်းတိုက်ခိုက်မှုတွေကိုကောင်တာမရှာလုပ်တဲ့အနေနဲ့ social punishment ကိုပြည်သူကလုပ်လို့ရပါတယ်ပြည်သူကဒီပိုင်းလို့တွေရဲ့မိသားစုဝင်တွေကို social punishment အနေနဲ့ဘိုင်းကော့မပတ်သက်နဲ့မဆက်ဆံသင့်ပါဘူးဘိုင်းကော့ဆိုတော့အရန်ကိုထိရောက်တဲ့အပြစ်ပေးနည်းတစ်ခုပါခံရတဲ့မိသားစုဝင်တွေနဲ့တော်တော်ကြီးကိုခံရခတ်ပါပါတကယ်လားပြည်သူကညီညွတ်လို့လုပ်နိုင်မယ်ဆိုရင်အိမ်အောင်ပြောင်းပြေးရမယ်အဖြစ်မျိုးတခြားတနေရာကိုပြောင်းပြေးရင်လည်းထပ်ပြီးတော့ဘွိုင်းကော့အလုပ်ခံရရင် ဘဲမအောင်မနေရဲတော့ဖြစ်သွားမှာပါ။ဒါဆိုရင်သူတို့ရဲ့သားသူတို့ရဲ့ဒီခင်မိုးတတ်တယ်ကိုလိုက်နေမှာပေါ့။ဒါဆိုရင်တော့နေလေ။စစ်တပ်ဆိုတာတော်လိုင်းတတ်တည်ရဲ့စေးပြင်းမှတ်တစ်ခုပါ။စစ်ကောင်စီအနေနဲ့ကလည်းသူတို့ရဲ့စစ်တီရဲ့မိသားစုကတတ်ထဲမှာလိုက်နေတာကိုအရင်ကြီးသဘောကျမှာပါ။ရှေ့မှာဆိုရင်လည်းသူတို့ရဲ့မိသားစုဝင်တွေကိုလူသားတိုင်းအနေနဲ့အုံချခဲ့တဲ့ဖြစ်စဉ်တွေအများကြီးပါ။ကင်ပြည်နယ်တင်ငန်းညီနောင်ကစကန်သိန်းတိုက်ပွဲမှာဆိုရင်ကော်ပိုရာစစ်ကြောင်းကဘူတာဘုံကစကန်မသိန်းခင်မှာဒီစစ်တပ်ထဲမှာရှိနေတဲ့မိသားစုဝင်တွေထွက်ပြေးသိမ်းရှောင်ဖို့အချိန်ပေးခဲ့ပါတယ်။ အတိအချိန်တော့တမမှုဟာသူ့ရဲ့အထက်ကိုသတင်းတင်ပြခဲ့တယ်။နောက်ဆုံးမှာတော့စစ်ကောင်စီကတတ်ထရမိသားစုဝင်တွေတတ်ထရနေတင်းချောင်ဖို့အခွင့်အရေးမပေးခဲ့ပါဘူး။ဒီအိုထင်းတွင်းကျွေးရာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာကျွန်တော်သတိထားမိတာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေချိန်ဆမှုအားနည်းနေခဲ့တာပါ။အရက်သားတွေအနေနဲ့လုံလောက်တဲ့ဘဏ်ကတိစောက်ထားတဲ့ပုံမပေါ်သလိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်းလေကြောင်းရန်တတိပေးတာအားနည်းခဲ့တဲ့ပုံပါပဲ။စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတွေလာပြီဆိုရင်ရွာပြင်ကနေတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လေကြောင်းရံတတိပေးနိုင်တယ်လို့ရွာထဲမှာလည်းကျွန်တော်တတိပေးမယ်ဆိုရင်ပြည်သူတွေအနေနဲ့ဒီဘန်ကားတွေတဲ့ကိုအမြန်ထွက်ပြေးတိတ်ရှောင်နိုင်မှာပါကျွန်တော်ဆက်ပြီးတော့ဒီ cluster ဘုံနဲ့နိုင်ငံတကာအကြောင်းကိုလေ့လာကြည့်လိုက်အောင်အမေရိကန်ရုရှားအစ္စရေးဆိုဗီယက်ယူနီယံသူတို့ကအရင်တော့ cluster ဘုံတွေကိုအသုံးပြုခဲ့ဖို့ပါတယ်ဒီ cluster ဘုံမျိုးစားကိုတားဆီးပိတ်ပင်တဲ့အပိုင်းမှာဆိုရင်နိုင်ငံပေါင်း120ကျော်က cluster munition convention CMC ကိုလက်မှတ်ရေးထိုးထားပြီးတော့ cluster ဘုံအသုံးပြုမှုကိုတားမြစ်ထားပါတယ် ယခုချိန်မှာဆိုရင်လည်းအမေရိကန်ရုရှားတရုတ်သူတို့က CMC ကိုအခုချိန်ထိလက်မှတ်မရေးထိုးထားသလိုမြန်မာနိုင်ငံကလည်းဒီ CMC သဘောတူညီမှုမှာမပါဝင်ပါဘူးအမေရိကန်စစ်တပ်နဲ့ cluster ဘုံအကြောင်းကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်2005ခုနှစ်တုန်းကအမေရိကန်ဥပဒေပြီးအောက်လွှတ်တော်ကနေဘဏ္ဍာငွေယာရချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ cluster ခရဲလက်နက်တိုက် US cluster munition infantry ကိုစရင်တင်စေခဲ့ပါတယ်အစိုးရခံစားမှာဆိုရင်၃ပိုင်းပါဝင်ပါတယ်နံပါတ်၁အနေနဲ့ မတူညီတဲ့ဒီ cluster ဘုံတွေပြီးတော့သူတို့ရဲ့အရေးအတွက်နံပါတ်1အနေနဲ့ကတက်တန်းလွန်နေတဲ့ cluster ဘုံတွေရဲ့ဝန်ပါဆန့်ကိုပဲထိန်းသိမ်းမှု policy တည်ကြစေရေနံပါတ်3အနေနဲ့က policy နဲ့မကိုက်ညီတဲ့ cluster ခရမ်းတွေအကြောင်းရှင်းလင်းချက်ပါအစိုးရခံစားရဆိုရင် cluster ဘုံပေါင်းစုစုပေါင်း5.5တန်းရှိပြီးတော့အဲ့ဒီဘုံ5.5တန်းအแทမှာဆိုရင်ဘုံအသေးလေးတွေ928.5တန်းအထိရှိပါတယ်ဒီလို cluster ဘုံကြီးတွေထဲက ဘုံအသေးလေးတွေ922ရှစ်တမ5တန်းရာနှုန်းဖြစ်အလုံးလုံးနေကြောင်းစစ်ဆေးရတာလွယ်ကူတာတော့မဟုတ်ပါဘူးဒီကလစတာဘုံကြီး5တမ5တန်းအမေရိကန်စစ်တပ်အတွက်ဒီလက်နက်တိုက်ကစည်ရင်တာဖြစ်ပြီးတော့မဟာမိတ်တွေကိုကူညီဖို့တရားဖယ်ထားတဲ့အရန်လက်နက်တိုက် War Resource Store for Alliance WRS ရာစည်ရင်နေမပါသေးပါဘူးဒီကလစတာဘုံကြီး5တမ5တန်းမြေပြင်တပ်တွေမှာဖြန့်ကျက်ထားပြီးတော့ကြီးတပ်အဆိုရင်88ရာခိုင်နှုန်းထိကိုယူထားတယ်မရင်းတပ်ဖွဲ့အဆိုရင်900ရာခိုင်နှုန်းထိကိုယူထားပါတယ် အမေရိကန်ကြီးတပ်အနေနဲ့လက်နက်ကြီးပစ်ကူစွမ်းရင် Army Fire Support Capability အတွက်ကိုဒီ cluster ဘုံးတွေကိုအဓိကထားပါတယ်။ Human Weight လူလိုင်းလုံးစစ်ဆင်ရေးတွေမှာ Tama High Explosive Age အမြောက်ဆန်ပြီးလေကွဲတွေထက်ကိုဒီ cluster ဘုံးတွေကို80ရာခိုင်နှုန်းထိ resource လုပ်ထားတာပါ။အမေရိကန်လေတပ်ကတော့ဒီ cluster ဘုံးတွေရဲ့300ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီးတော့ရေတပ်ကတော့200ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။ cluster ဘုံးအသေးလေးပိုင်းပြန်သွားမယ်ဆိုရင်ဒီဘုံးအသေးလေးတွေ928.5တန်းထဲမှာ စက်တီစက်ဒဗိုင်းလို့ခေါ်တဲ့ကိုရံဖြစ်စည်းစနစ်ပါတဲ့ဘုံအသေးလေးက3000ကျော်ပဲရှိပါတယ်။ကျန်တဲ့ဘုံအသေးလေးတွေကမြေပြင်ကိုကြားရောက်ပြီးတော့မပေါက်ကွဲတဲ့အခါမှာဆက်ပြီးတော့အတော့ဝင်နေပြီးတော့အချိန်မီဝေးပေါက်ကွဲနိုင်တဲ့အနေရရှိတဲ့ဘုံဖြစ်သွားမှာပါ။ပြီးတော့ cluster ဘုံတွေကျဲချတဲ့အခါကျရင်လည်းဒီ cluster ဘုံအသေးလေးတွေရဲ့200ဂိုင်တော့နဲ့600ဂိုင်တော့ကမပေါက်ကွဲနိုင်တဲ့အခြေအနေလည်းရှိပါတယ်။ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့တခုတတိထားမိနိုင်တာကနောက်ပိုင်းစစ်ကောင်စီက cluster ဘုံတွေကျဲတဲ့အခါကျရင် cluster ဘုံအသေးလေးတွေကတော်တော်များများပေါက်ကွဲမှာဖြစ်ပေမဲ့လည်း မပေါက်ကွဲနိုင်တဲ့ cluster ဘုံတွေလည်းကျန်ခဲ့နိုင်ပါသေးတယ်။ပြီးတော့ဘုံကျဲခံရတဲ့နေရာတဝက်ကပြည်သူတွေအနေနဲ့မပေါက်ကွဲသေးတဲ့ cluster ဘုံတွေကိုတွေ့တဲ့အခါကျရင်တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကိုအမြန်ဆက်သွယ်သင့်ပါတယ်။ cluster ဘုံတွေအနားကိုတွားတာမျိုး cluster ဘုံတွေကိုတွားကင်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။ဒီ cluster ဘုံတွေအသုံးပြုခဲ့တဲ့စစ်ပွဲတွေအကြောင်းကိုကျွန်တော်တို့တွားလိုက်အောင်။ Vienna စစ်ပွဲကာလဆိုရင်အမေရိကန်က Vienna တာမကလောင်နဲ့ကမ္ဘောဒီးယားနယ်မြေအတွင်းမှာဘုံကျဲခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။1964ခုနှစ်ကနေ1983ခုနှစ်အတွင်းမှာဆိုရင် လာအိုနိုင်ငံအတွင်းစင်ခွန်ပြည်နယ်အတွင်းမှာဘုံတိငယ်ပေါင်းတန်ပေါင်း260ကျဲချခဲ့ပြီးတော့ဘုံတိငယ်တန်80လောက်ကမပေါက်ကွဲဘဲနဲ့ကျန်ရှိခဲ့ပါတယ်။2000ခုနှစ်ကအာဖဂန်စစ်ပွဲအတွင်းမှာဆိုရင်လေအမေရိကန်နဲ့နေတိုးတပ်တွေကအာဖဂန်နစ္စတန်မှာကလစတာဘုံပေါင်း1228လုံးကျဲချခဲ့တယ်။ကလစတာဘုံ1200ကျော်ကျဲချခဲ့တယ်ဆိုပေမဲ့အဲ့ဒီထဲမှာဆိုရင်ကလစတာဘုံတိငယ်ပေါင်း2300ကျော်ပါဝင်ပါတယ်။2003ကနေ2006အတွင်းဖြစ်ခဲ့တဲ့အီရတ်ကျူးကျော်ဆက်အတွင်းမှာဆိုရင်လည်း ကလစတာဘုံ13000ကျော်ကျဲချခဲ့တယ်။အဲ့ဒီကလစတာဘုံ13000ထဲမှာဆိုရင်ဘုံတင်းငယ်ပေါင်း2တန်းလောက်ထိကိုပါဝင်ပါတယ်။အခုကျွန်တော်ပြထားတာကတော့1960ဝန်းကျင်တော့အသုံးပြုခဲ့တဲ့ US Ornes John Missile ပါ။သူ့ထဲမှာဆိုရင် M214 ဘုံတင်းငယ်တွေပါဝင်ပါတယ်။အဲ့ဒီဘုံတင်းငယ်တွေထဲမှာဆိုရင်လည်းအစိတ်တန်းငွေပါဝင်ပါသေးတယ်။ဒါကတော့တောင်ကိုရီးယားနိုင်ငံစေးလေးကြည်ကွင်း Nightmare Raid မှာ Cluster Bomb ကိုဆန်းတက်နေတာပါ။အခုပြထားတာကတော့155မမအမြောက်ဆန်အဖြစ်အသုံးပြုမယ်။ MAC4 cluster ဘုံအမြောက်ဆန်မျိုးစားပါဒီ MAC4 cluster အမြောက်ဆန်ပြစ်ပြီးတော့မပေါက်ကွဲမဲ့ကြာရှုံးမှုနှုန်းက300ခန့်နှုန်းအထိရှိပါတယ်ဒါပေမဲ့2020ခုနှစ်တုန်းကအမေရိကန်ကြီးတဲ့ research တွေအရဆိုရင်မပေါက်ကွဲမှုနှုန်းက14000ခန့်နှုန်းအထိရှိတယ်လို့ဖော်ပြလာပါတယ်အခုပြထားတာကတော့အမေရိကန်လေတပ်တုံးဝင်ဟင်မမြေပြင်ပြစ် MK20 cluster missile မျိုးစားပါအမေရိကန်အနေနဲ့ဒီ MK20 တွေကိုယူကရိန်းကိုလှူဒါန်းထားပြီးတော့ယူကရိန်းစစ်တပ်အနေနဲ့ ဒီ MK20 တွေကိုဝဟင်ဒရုန်းတွေမှာခြေဆက်ပြီးတော့ရုရှားရဲ့စစ်စခန်းတွေကိုပစ်ချလိမ့်ရှိပါတယ်။အခုပြထားတဲ့ပုံကတော့အမေရိကန်ရေတပ်ပိုင်တိုက်လေယာဉ်တွေအသုံးပြုတဲ့ကေလာလို့ခေါ်တဲ့ cluster bomb အမျိုးအစားပါ။ ီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုထဲမှာဆိုရင်ကျွန်တော် cluster ဘုံနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့အပိုင်းအထူးသဖြင့်သိမကြခင်ဖြစ်သွားတဲ့အိုထိန်တွင်ကျွေးရာစာတင်ကြောင်းကိုဒီကြောင့်တိုက်ခိုက်မှုဖြစ်စဉ်ကိုကျွန်တော် focus ထားပြီးရှင်းလင်းလုပ်ပေးခဲ့တယ်ပြီးတော့ကျွန်တော် cluster ဘုံနဲ့ပတ်သက်ပြီးနိုင်ငံတကာအခြေအနေနဲ့ကျွန်တော်ဆက်ဆက်ပြီးရှင်းလင်းလုပ်ပေးခဲ့ပါတယ်ဗီဒီယိုလေးကနေ knowledge တစ်ခုခုရလိုက်တယ်ဆိုရင်လက်ဟန်ရှင်းလင်းလုပ်ပေးခြင်းအပြင်တခြားလူတွေစီကိုလည်းပြန်လည်မျှဝေပေးပါဦး comment မှာလည်းဒီ video နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားလို့ရတယ်လို့တခြားသိကျင်တဲ့အကြောင်းအရာတွေကိုလည်းရေးသွားလို့ရပါတယ် 像我们老飞了的嘛，本来相对佳哦，阿拉问，明来写你的批发